ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိမ်ပြင်ပမြေကမ်းပေးမှာတော့ခေါင်းပေါ်မှာပဝါချင်းချုံပြီးပပကကြောက်တုံးကြီးပေါ်မှာအဝတ်တွေကိုရိုက်ရှော်နေပါတယ်တဖက်ကစုမကတော့ပပကြီးချုံပြီးအဝတ်တွေကိုလှမ်းနေပါတယ်။ဒါပေမဲ့အရင်ပူနေတာကြောင့် ူဟာပွားပွားကြီးကိုဖယ်လိုက်ပြီးအဝင်းတိန်ကိုလှမ်းနေရင်းကပြောလိုက်ပါတယ်။ဒီနေ့အရန်ပူတာပဲဟာတလောက်ရာသီဥတုကြီးပူနေတာတော့မှကျမတို့အိမ်ပြင်ဖက်မှာအဝတ်လျှော်အဝတ်လန်လှုပ်နေရတယ်လို့ဒီနားမှာလည်းဘသူမှရှိနေတာမဟုတ်တာဟုတ်ကျမတို့လှုပ်လှုပ်တဲ့အချိန်လေးတောင်ပဝါဖယ်လို့မရဘူးလားယင်ပပလည်းအဝတ်တွေရှော်နေရင်းကသူ့ရောက်မှဖြစ်သူကိုနားလေအောင်ပြောလိုက်ပါတယ်ငါတို့ရောက်ခမအိမ်ကလူတွေကအမြဲပေါ်ဝါခြုံပြီးပဲနေကြတဲ့အစင်လာရှိတော့ငါတို့တွေလည်းဒီလိုပဲနေရမှာပေါ့ နေအဲ့လိုပဝါဖဲထားတာအမေတွေ့လို့တော့လေနင့်ကိုအမေကပြောလိမ့်မယ်နော်ပပလေးစုမကူရှင်းပြနေတော့မှာပဲသူတို့ရောက်ခမဒိုးချင်းဟာလက်ထင်းပါတီးနန်းချင်းတောင်းကိုကန်ပြီးဈေးကနေပြန်ရောက်လာခဲ့ပါတယ်ပြီးတော့ပဝါမပါတဲ့သူ့ချွေးမငယ်ကိုကြည့်ကပြောဆိုပါတော့တယ်ဟဲ့စုမငါအိမ်ကိုရောက်လာတာ၅နှစ်ရှိနေပြီငါတကားမှသူ့ပဝါမပါပဲသွာလာနေတာမမြင်ဘူးသေးဘူးအေးဒါပေမဲ့နေကတော့ရောက်တာဘယ်နှလမှတော့မရှိသေးဘူးပဝါမပါပဲလန်းတလားနေတယ်ဟဟလား နေရတလောက်ပဝါလေးချုပ်ထားတာတော်တော်လေးပူတယ်လို့ခန်းစားနေရတယ်ပေါ့လေမနှက်ပြန်ငှက်ညီမမြို့ကနေလာလဲမဲလို့ပြောထားတာ哦နင်တို့လာရောငါ့ကိုသူများရှေ့မှာအဆက်ခွဲအောင်မလားဒါမှသူများတွေလဲငါချွေးမတွေကငါစကားနားမထောင်ဘူးဆိုပြီးငါ့ကိုကောင်းကောင်းကဲ့ရဲ့နေအောင်လို့ပေါ့လေဟုတ်လားနင်တော်တော်လေးကိုအသိမရှိရပါလားလူတွေလာလို့နင်တီလိုပဲနေနေလို့ရတော့လေငါနဲ့တွေ့မယ်ဒီလိုနဲ့တော်ချင်းလေးချွေးမတွေကိုစူပူကအင်းလေးကိုဝင်သွားလိုက်ပါတယ် ောက်နေ့မနေ့မှာတော့ချိန်မနှစ်ယောက်လေးပူနေတာတောင်ပေါ်မကြီးတွေခြုံပြီးသမင်းတွေကိုချက်လိုက်ကြကချက်လုပ်ပြီးတဲ့အခါမှာတော့အင်းရှိကန်းမှာလေးအေးအေးလေးကိုထိုင်ပြီးခံရင်းနဲ့သူတို့ရဲ့ရောက်ခမဘက်ကအတိုးဖြစ်သူနဲ့သူချွေးမှာရောက်လာမယ့်အချိန်ကိုထိုင်ဆောင်နေကြပါတယ်။ခဏကြာမှတော့ဒေါ်ချင်းရဲ့ညီမဖြစ်သူဒေါ်အီးဟာသူချွေးမှာဖြစ်သူနှင်းပွင့်နဲ့အင်းကိုရောက်လာပါတယ်။နှင်းပွင့်ကတော့ဂျင်းပေါင်းမီကြက်ကြက်ကိုဝင့်စင်ထားပါတယ်။ဒီခါမှာပဲချွေးမှာနှစ်ယောက်ကသူတို့ကိုမုံတွေလာချပြီးရင်ဘူဝေးကနေရဲကျင်နေကြပါတယ်။ အမေကငောက်ကြတော့ပဝါလေး9မိနစ်တောင်ဖဲခွင့်မပေးတာ哦အတော့ချိန်မှကြတော့ကြည့်ပါအောင်ဝတ်ထားတာခက်ဆန်လိုက်တာ အမေကသူတို့မျိုးရွာဘလူမျိုးပဝါချုံမင်းနေရတဲ့ပါညာနဲ့ကြီးကြီးကျယ်ကျယ်တွေပြောထားတာသူချိန်မှကြတော့ကြည့်ပါအောင်ပဝါချုံနာဖို့ဆိုတာဝေလာဝေးပဲအော်ကဲဟုတ်ပါပြီစိတ်ကိုအေးအေးထားပါအောင်အခုတော့ဘာမှပြောမနေနဲ့အမေကြားသွားလို့ရှင့်လဲအစုခမ်းမှာငါတို့ပဲဟဲ့ငါညီမတော့မြို့ရောက်သွားပြီးအရန်ခင့်မိနေပါလားကောင်းပေါ်မှာလဲဘာမှပဝါမပါတော့တလို့ ချွေးမလည်းခစ်ဆန်လိုက်တာမှသူရဲ့ခစ်မိတဲ့ချွေးမကိုကြည့်ပြီးငါချွေးမတွေအတူယူမိကြတော့မှာပဲဒီလိုတွေ့ပြီးဒေါ်ချန်လေးသူညမကိုခန်းလေးကိုတတ်တတ်ခေါ်တွေ့လိုက်ကနှစ်ယောက်ထိစကားပြောဖို့လုပ်ပါတယ်ညို့မှနင့်ချွေးမဘလို့ခစ်ပေါ်တဲ့စတိုင်နဲ့ဖြစ်ဖြစ်ထားလို့ရပါတယ်ဒါပေမဲ့ဒါကရွာလေးဟဲ့ဒီတော့ရွာမနေနင့်ချွေးမရွာနဲ့လိုက်ဖက်တဲ့ပုံစံမဲ့ဝတ်စားစီရင်ဖို့ပြောလိုက်စမ်းပါငါတို့ရွာမှာရိုးရိုးရင်ရင်ပဲဝတ်ရတာနင်မသိလို့လားနင့်ချွေးမဝတ်ထားတာလဲပြန်လို့လန်လို့ ခေါင်းပေါ်မှာလည်းပဝါမပါပါလားဟဲ့ဒေါ်ချန်းကပြောလိုက်တာကြောင့်ဒေါ်အီလိန်သူ့ချင်းမကိုနောက်ရက်တွေမှာရွရွရင်ရင်သာဝတ်ဖို့အတွက်ပြောပါတယ်ဒါပေမဲ့နှင်းပွင့်ကတော့ရွရွရင်ရင်ကိုတောင်ခစ်ဆန်းတဲ့ပုံစံနဲ့သာဝတ်ဆင်ပြီးမနှက်စားစားဖို့ထွက်လာတဲ့အခါမှာတော့စုမလေးသူ့ရောင်းမကြီးပပကိုထပ်ပြီးကပ်ပြီးတော့တူတူလီပြောလိုက်ပြန်ပါတယ်ညင်လာအမရဲ့သူဝတ်ထားတဲ့ရွရွရင်ရင်ဝတ်စုံဆိုတာလည်းမလုံးမချုံနဲ့လန့်ပြန်နေလိုက်တာများစုမရဲ့သူ့မှာငါတို့လောက်တော့ရိုးရှင်းတဲ့ဝတ်စုံရှိပါမလား သူကမြို့ပေါ်မှာနေရလေဒီတော့သူဝတ်တက်တယ်လို့ဝတ်ပါစေနင့်အတန်ကြီးအမေကြားလို့ငါတို့ပါအဆူခံနေရအောင်မယ်အမရဲ့နင်ကလည်းဘာလို့ချွေးမနှစ်ယောက်လုံးတစ်ချိန်လုံးမျက်နှာပေါ်ဝါချုံခိုင်းထားတာလဲတလောက်ရသေးဥဒုကြီးပူနေတာ哦သူတို့အစားငါမောလိုက်တာဟဲ့ဟဲ့နင်ကပါတိလို့ပြောနေရလဲဒါနေရမဲ့ပုံစံအမှန်ပဲလေသူတို့ပေါ်ဝါမပါပါမပါနဲ့နေလူတွေကဝိုင်းပြီးကဲရဲကြမှာပေါ့ကဲနင်တာရီကိုထားလိုက်ပါတော့မနေ့ကစားလို့ပြီးပြီမလားကဲလာ ်ငါနင့်ကိုရွာမှာပဲရတဲ့အသီးဖြော်ရီလိုက်တိုက်မယ်အမေတမီးရောအမေနဲ့လိုက်လို့ရမလားဒီလိုနဲ့ဒေါ်အီးဟာသူ့ချွေးမကိုပါဖြော်ရီသွားတောက်ကြဖို့ခေါ်လာခဲ့ပါတယ်ပြီးတော့သူတို့လည်းအေးအေးဆိုင်မှာအေးအေးတောက်နေကြပါတယ်ဒီခါမှပဲဒေါ်ချင်းဟာအနာကလူရဲကောင်းတွေကိုတွေ့လိုက်ရပြီးအဲ့ဒီလူတွေကတော့ပေါ်ပေါ်မပါတဲ့နှင်းပွင့်ကိုမျက်လုံးကြွတ်ကြမတက်ကြည့်နေကြရင်းကသူတို့ဖုန်းတွေနဲ့ဗီဒီယိုတွေတက်ပုံတွေကိုလည်းရိုက်နေကြပါတယ်အာဟိုကောင်မလေးကတော်တော်လှတာပဲ ခန္ဓာကိုယ်လေးကလေထင်သာမြင်သာရှိလိုက်တာငါတို့မြင်လိုက်တာနဲ့ရင်ထဲမှာဘလုံးဆူလာပြီအေးကွာတော်တော်လန်းနဲ့ကောင်းပါလေးပါလားလာငါတို့ရိုက်ထားတဲ့ဗီဒီယိုကိုသူများတွေကိုလည်းကြည့်လို့ရအောင်လုပ်ပေးအောင်မြင်လာအေးအေးဟိုလူရန်ကားတွေကနင့်ချွေးမဘလို့တွေပြောဆိုပြီးတော့တက်ပုံတွေပါရေရေတင်တင်ရိုက်နေကြလဲဆိုတာဒီလိုတွေဝတ်စားနေမှာတော့သူများအထင်သေးစရာဖြစ်ပြီပေါ့ကဲအဲ့တော့လေဘာဖြစ်လို့လဲအမရဲ့သူတို့ပါတာရိုင်းဆိုင်ချင်လို့ရိုင်းဆိုင်နေရလေကျမချွေးမသူတို့ပြချင်လို့အဲ့လိုဝတ်စားတာလည်းမဟုတ်ဘူး သူတို့တော့မမြင်ဘူးလို့တောက်ထူးဆန်းနေတာငါတို့မြို့မှာတာမျိုးဝတ်ထားလဲစိတ်ဝင်တစားကြိတ်မဲ့သူတော့မရှိပါဘူးဟဲ့သူ့ရောရှင်းပြလဲအာညောင်းတာပဲအဖက်တယ်မယ်ငါတော့ငါညီမမတွေ့တာကြလို့ရွာအလေလာဖို့ခေါ်လိုက်တာ哦သူတို့ပုံစံနဲ့တော့မဖြစ်ပါဘူး ਈ သူတို့တွေအိမ်မြင်မြင်ပြန်သွားတာပဲကောင်းမယ်ဒီလိုနဲ့ခဏအကြာမှာတော့သူတို့လေးလေးအိမ်ပြန်လာခဲ့ကြပါတယ်ပြီးတော့ဒေါ်အင်းနဲ့နှိမ့်ပွင့်လေးအခန်းလေးဝင်သွားကြပြီးစုမန်ကတော့အပြင်ဘက်ကဆိုဖာမှာထိုင်နေတဲ့ဒေါ်ချန်းကိုပြောလိုက်ပါတယ်အမေ အမေအားတမီးတို့ဖြင့်တကားမတော်အိမ်ပြင်မခေါ်သွားဘူးနော်အိမ်ပြင်ခေါ်သွားဖို့ဆိုဝေးစွာပဝါတော်မျက်နာပေါ်နဲ့အဖေမခံဘူးပြီးတော့အမေကပြောသေးတယ်လေငါ့ညီမရှိမှငါ့ကိုမျက်နာပြမလုပ်နဲ့ဆိုပြီးအခုတော့သူတို့ကြည့်ပါအမေရဲ့ဘလောက်တောင်ခက်ဆန်လိုက်ကြလဲလို့ဟဲ့သူတို့ကမြို့ပေါ်မှာနေရလေဒါလောက်တော့ရှိမှာပေါ့အဲ့ဒါငါတို့နဲ့ဘာမှပတ်သက်နေလို့လဲပြီးတော့နင့်ကိုကြည့်နေတာဒီရက်ပိုင်းငါ့ကိုအရင်ပြင်ပြင်ပြောနေရနော်နောက်တစ်ခါဆင်ချင်း ဒီလိုမျိုးဒေါ်ချန်းကတော့ထပ်ပြီးသူ့ချွေးမကိုစုကထထွက်သွားခဲ့ပါတယ်။နောက်နေမှာတော့မြေကင်းမေးမှာချွေးတစ်ပြိုင်ပြိုင်ကျရင်းနဲ့ပပကကြောက်တုံးမှာဝတ်တွေကိုရိုက်လျှော်ပေးနေက စုမကတော့ဝတ်တွေကိုရည်စင်းနေပါတယ်။အပြင်မှာသူ့ဝတ်တွေရှုံနေတာကိုမြင်ပြီးနေပွင်းကလည်းသူ့ရဲ့ဝတ်ပေတွေအများကြီးကိုယူလာခဲ့ပါတယ်။ပြီးတော့သူ့နဲ့အတူတူအဝတ်ထန်ရှုံနေပါတယ်။ဒါပေမဲ့သူဟာကျင်းပေါမီ ကြက်ကြက်နဲ့အင်ဂျီတိုတိုကိုဝတ်ထားတာမို့ထိုင်ရတာ၊ကုန်းရကွက်ရတာအဆင်မပြေဖြစ်နေပါတယ်။ ဒီခါမှာအနားမှာရှိတဲ့လူရန်ကကောင်လေးတွေဟာသူ့ကိုဖုန်းနဲ့ပုံတွေလှမ်းရင်နေကြပါတယ်။ဒါရီကိုတော်ချမ်းလေးမြင်နေရတာကြောင့်နှင်းပွင့်နားကိုသွားကပြောလိုက်ပါတယ်။နေပါစိချွေးမလေးနှင်းပွင့်ရဲ့နင်အဝတ်လျှော်စရာမလိုပါဘူး။နင်အဝတ်တွေကိုငါချွေးမတွေလျှော်ပေးလိုက်မယ်။ဟာဟာတကယ်ပါ။ဒီနေရာအဝတ်လျှော်ရတာခက်ခဲလိုက်တာ။တလောက်ပူနေတာကိုအတော့ချွေးမတွေကတော့ပဝါချုံပြီးဘလို့များအဝတ်လျှော်နေနိုင်တာလည်းမသိဘူး။ကျမတော့မြို့ပေါ်မှာဆက်နေတောင်ကိုဝတ်ကိုလျှော်တာမဟုတ်ဘူး။ ။ဒေါ်ချန်းကမလျှော်နိုင်လို့ပြောလိုက်ကြမို့နင်းပွင့်လေးပဲသူ့အဝတ်ပေတွေကိုထားခဲ့ကအိမ်လေးကိုပြန်ဝင်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်ရက်နေ့နေ့ကြာသွားခဲ့ပါတော့တယ်။ပြီးတော့ထပ်ပြီးနေပူပူလေးမှာပေါ်ပါကြီးချုံပြီးအဝတ်ရှောင်းနေတဲ့ပပတို့နှစ်ယောက်ကိုမြင်လိုက်ရတာမို့သူတို့ကိုတွန်းပြလိုက်ပါတယ်။နင်တို့တွေတလောက်ပူနေတာတော့မှပေါ်ဝါးတွေချုံပြီးတော့ဘာလို့အပြင်ဘက်မှာဥွက်တွေလျှော်နေရလဲငါတို့ရောက်ခမဒီလိုပဲနေရမယ်ပြောလို့ငါတို့လည်းလိုက်နာရတာပဲလေဒါပေမဲ့ဒီနားမှာဘသူမှမရှိတာ နင်တို့မျက်နာပေါ်ကပဝါတွေကိုဖယ်လို့ရတာပဲလေရတယ်နင်တို့ဖယ်ထားလိုက်အတော်လိုက်ငါနင်တို့တတိပေးမယ်ဒီလိုပြောကနှင်းပွင့်ကတော့ဘေးမှာထိုင်ဆောင်ပေးနေပြီးချင်းမနှစ်ယောက်ကတော့ခေါင်းပေါ်ကဝိတ်တွေကိုဖယ်ကအေးအေးဆေးဆေးနှင်းပွင့်နဲ့စကားပြောရင်းကအဝိရှောင်နေကြပါတယ်ဒီလိုနဲ့ပဲနှင်းပွင့်နဲ့ပပတို့စုမတို့ကတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်ပြီးတော့စီထားကောင်းတဲ့ပပနဲ့စုမကိုလည်းနှင်းပွင့်ဟာရင်းသဘောကျနေမိပါတယ်ဒီလိုပဲရဲနှင်းငယ်လောက်ကြာသွားခဲ့ပြီး ။တရမှာတော့ယင်းနေ့တွေကလိုပဲပပနဲ့စုမကပဝမပါပဲအင်းအပြင်းပတ်မြေကင်းမိမှအဝိရှင်နေကြပါတယ်။တပတ်ကနှင်းပွင့်ကလေးသူတို့ရောက်ခမလာမလာစောင့်ကြည့်ပေးနေပါတယ်။ဒါကိုသူတို့အင်းနီနာချင်းဖြစ်သူလှက်လာလေးမြင်နေရပါတယ်။တရမှာတော့လှက်လာဟာချန်ပြင်းပတ်မှာနှင်းပွင့်နေစုံမိခဲ့ပါတယ်။တီယွာမှာအားလုံးပဝရီနဲ့ပဲနေကြတာလား။နေကလေပဝချုံနဲ့ဆိုတော့လေဟုတ်တယ်ညီမကြီးဒီမှာတရွာလုံးမှာလူရန်ကားတွေပေါ်တယ်ပဝါလေးမပါပဲများအပြင်ထွက်မင့်လေ တပ်ပုံခိုးရိုက်တဲ့လိုင်းပေါ်တင်နေအဲ့ဒါကြောင့်ကျမတို့မှာတစ်ချိန်လုံးပေါ်ပါတယ်ချုံမီနေရတာပေါ့ရှင်ဒါနဲ့ကျမမက်လေးကရှင်တို့သမီးယောက်မ၃ယောက်လေးတပ်ပုံရိုက်ထားတယ်ကြည့်မလားအရန်ကြီးလို့ကောင်းတာပဲရှင်တို့၃ယောက်ပုံလေးကဒါပေမဲ့ကျမမက်လေးတို့တော့အထင်မလွဲပါနဲ့နော်သူကတပ်ပုံဆရာမို့လှတာလေးတွေတွင်းရိုက်ထားတတ်တာပါတခြားသူတွေလိုမကောင်းတဲ့တပ်ပုံတွေလှရိုက်တာမျိုးမဟုတ်ပါဘူးဒီမှာကြည့်အဲ့နေ့တော့ကလည်းရှင်ယောက်မတွေကိုမြေကမ်းပေးကနေတပ်ပုံခိုးရိုက်နေတဲ့သူတွေရှိလို့လေ ဲ့ဒီပုံနဲ့ယူပြီးမလေးကအဲ့ဒီကောင်လေးကိုစူခဲ့သေးတာလေ။ဒါနဲ့နှင်းပွင့်လေသူတို့ပုံတွေအလုံးကိုကြည့်ကယူပြီးတော့အင်ကိုပြန်လာခဲ့ပါတယ်။ပြီးတော့ဒီနေ့မလေးပုံမှန်နေ့တွေလိုပဲသူတို့ကဘာပေါ်မှမမပါဘဲမြေကမ်းမိမှာအဝိရှင်နေကြပါတယ်။ဒီကြားထဲမှာပဲနှင်းပွင့်ဟာရေးစားလာတာမို့အိမ်ထဲဝင်သွားလိုက်ပါတယ်။ဒီခါမှာပဲဒေါချင်းကဒေါအီးနဲ့တူတူရောက်လာပြီးသူချွေးမနှစ်ယောက်ကပေါ်ပါမပါဘဲနဲ့ဝစ်ရှင်နေတာကိုမြင်ပြီးတော့ဒေါသထွက်သွားပါတော့တယ်။မြင်လာအေးအေး မင်းချွေးမအခုငါချွေးမမြောက်ကိုပါဖျက်ဆီးလိုက်ပြီငါချွေးမကြီးဆိုတာဘယ်တုံးကားမှပေါ်ဝါမပါပဲနေတဲ့သူမဟုတ်ဘူးငါစကားဆိုအမြင်နားထောင်တဲ့သူဒါပေမဲ့အခုတော့သူတော်ငါ့ကိုစန့်ကျင်ပြီးတော့ပေါ်ဝါမပါပဲနေနေပြီတေချာစင်းစားဆက်မှအမရဲ့ကျမချွေးမသူတို့ဖျက်ဆီးလိုက်တာမဟုတ်ပါဘူးသူတို့လည်းတခါတလေပေါ်ဝါမပါပဲနေချင်မိတာရှိမှာပေါ့အဲ့ဒါဘာဖြစ်လို့လဲအတော်ရဲ့အတော်ကဘာလို့သူတို့အပြစ်မြင်နေရလဲသူတို့ပေါ်ဝါမပါလေးပဲနေမိတာ哦ဘာလို့လာပြီးစိတ်ဆိုးနေရလဲလို့မင်းနေရလဲ ဒီမှာနှင်းပွင့်နင်တို့ကတော့မြို့ကလာတာမဟုတ်ဒီလိုမျိုးတွေနေတာတဘာဝကြပါမယ်ငါတို့ရွာမှာနင်တို့လိုနေချင်တိုင်းနေလို့မရဘူးဟဲ့ဒီမှာအရင်ဆိုင်တွေလူရန်ကားတွေဘလောက်ပေါ်လဲသိလားတို့ကမိန်ကလေးမြင်ရင်မကောင်းတဲ့မျက်လုံးနဲ့ပဲကြည့်ကြတာစိတ်တော့မရှိပါနဲ့တော့ဒါပေမဲ့အဲ့ဒီလူတွေကပဝါချုပ်ထားတဲ့သူကိုလည်းအလွတ်မပေးပဲမကောင်းတဲ့မျက်စိနဲ့ကြည့်ကြတာပဲဒီမှာကြည့်လေအတော့ချွေးမတွေပဝါသာချုပ်ထားပေမဲ့ရွာတွေကမကောင်းတဲ့သူတွေကတော့တပ်ပုံနဲ့ချောင်းရိုက်ထားကြတယ်သူတို့ပါတာသူတို့အဝိရှော်နေလဲအလွတ်မပေးဘူး ဒီတော့အတော်သိရမှာမိန်းကလေးတွေပေါ်ဝါခြုံထားတာမခြုံထားတာမကောင်းတဲ့မျက်လုံးနဲ့ကြည့်တဲ့ကောင်ကတော့ကြည့်နေမှာပဲဒီလိုပြောပြီးတော့နှင်းပွင့်လေးသူ့ဖုန်းထဲကဓာတ်ပုံတွေအလုံးကိုဒေါ်ချန်းကိုပြလိုက်ပါတယ်ဒါရီကုံမြင်ပြီးတော့ဒေါ်ချန်းလေးအရင်ကိုအန်အိုးသွားပါတော့တယ်အမရေအမလည်းအမအတွေးတွေကိုပြောင်းလဲတဲ့မယ်ဒါမှသူများရဲ့အမြင်မှာတင့်တော်ဖို့ဆိုပြီးတော့ကိုချွေးမာတွေကိုမလွတ်မလပ်နေရအောင်ထပ်မလုံမိတော့မှာ ဒီလိုနဲ့ဒေါ်ချင်းလေးသူ့ချွေးမှာပုံမှန်ခြုံထားတာတောင်အလွတ်မပေးပေအရိုက်ခံထားရတဲ့ပုံတွေကိုမြင်ပြီးဒေါ်ဤပြောတာတွေကိုပါနားထောင်ကဒေါ်ချင်းလေးအားလုံးဟာကိုအတွင်းနဲ့ပဲစိုင်းနေဆိုတာကိုသဘောပေါက်လိုက်ပါတော့တယ်လူဆိုတာကိုကိုကိုဘလောက်ထိန်းချုပ်ပြီးနေနေမကောင်းတဲ့သူကမကောင်းတဲ့ပုံစံနဲ့ကြည့်ပါပဲဆိုတာကိုလည်းသဘောပေါက်သွားတာကြောင့်ဒေါ်ချင်းလေးသူ့ချွေးမှာကိုပြောလိုက်ပါတယ်ချွေးမတို့ရဲ့နင်တို့တလောက်ပူနေတာကိုပဝါကြီးတွေခြုံမိနေနေရလို့အရင်ကပင်မသွားကြပြီမလားဒါတွေကငါ့ရဲ့အဆုံးရောက်အတွေးတွေကြောင့်လည်းပါတယ် နောက်ကတော့နင်တို့တွေထပ်ပြီးတော့ဒီလိုပဝါချုပ်မိနေစရာမလိုတော့ဘူးနော်။ငါနင်တို့ကတော့ခက်ဆန်တဲ့အဝတ်စားတွေဝတ်ဖို့ခွင့်မပြုနိုင်ဘူး။ဒါပေမဲ့ပဝါမပါဘဲနဲ့တော့လွတ်လွတ်လပ်လပ်နေနိုင်တယ်။အမေအမေကကျမတို့ပဝါဖဲ့ပြီးလွတ်လွတ်လပ်လပ်နေခွင့်ပြုလိုက်တာနဲ့တင်ကျမတို့အတွက်လုံလောက်ပါပြီ။ပြီးတော့ဒါရီအကောင်လုံးကနှင်းပွင့်ရဲ့ဂျေဆုကြောင့်ပဲ။အဲ့ဒီမှာတော့စုမနဲ့ပပတို့လည်းအရင်ကပျော်ရွှင်နေကြပါဗျ။ပြီးတော့ရဲနေငယ်ကြာသွားခေကနှင်းပွင့်လေးသူရောက်ခမနဲ့အတူတူမြို့ကိုပြန်သွားပါတော့တယ်။ ခုတော့ဒေါ်ချင်းရဲ့ချွေးမနေအောင်လည်းမျက်နာမှာပေါ်ဝအုံမထမ်းပေးနေအလုတ်တီလုတ်ပြီးနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်